ဟုတ်မင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့ကိုယ့်ရဲ့မျက်နာကိုထရစ်ဒီယိုလေးမြောက်ပြီးမှဖြစ်ပါတယ်ဗီဒီယိုအစ်တီလောက်တဲ့ခါမှာအရန်အသုံးဝင်ပါတယ်ကိုပြခြင်းတဲ့ subject တစ်ခုကိုဖုံးထားခြင်းနဲ့အဲအဲကျွန်တော်ဒါမှမဟုတ်လဲအဲ subject ကိုကိုအနောက်ကနေဥမာမြားလေးလိုက်ပြခြင်းနဲ့ပဲဖြစ်ဖြစ်အဲတော့တို့ဒါမှမဟုတ်ကိုကအဲ့မျက်နာကို character ရဲ့မျက်နှာကိုမပြခြင်းဘူးတစုံတစ်ခုနဲ့ဖုံးခြင်းနဲ့ဆိုလို့ရှိရင်လည်းအခုတိုင်လုတ်လို့ရပါတယ်ဒါလေးလိုက်မြပေးတာပါဗျာအရန်လွယ်ပါတယ်အဲတော့ကျွန်တော်ထုံးစံတိုင်းပဲကျွန်တော် in short software တွေကိုတွားလိုက်မယ်နော်အဲတော့ကျွန်တော်တို့ ဗီဒီယိုနိုင်မယ်အပေါင်းကနေပြီးတော့ကျွန်တော်တို့လုပ်မဲ့ဗီဒီယိုတစ်ခုရွေးရွေးလိုက်မယ်အဲကျွန်တော်လည်းဗီဒီယိုတစ်ခုကျွန်တော်ရွေးရွေးလိုက်မယ်โอเคလာလောဆယ်ကျွန်တော်ဒီဗီဒီယိုကျွန်တော်ရွေးလိုက်မယ်အဲအဲ့တော့အဲ့တော့ဆိုကြပါစို့ကျွန်တော်ကဒီဒီဗီဒီယိုဥမာများထုတ်ပြမယ်သို့မဟုတ်ဒီမျက်နာကိုကျွန်တော်တို့က တခုတခုနဲ့တခုခုနဲ့ဖုံးထားမယ်အဲအဲ့လိုဘလို့ဖုံးဖုံးမလဲအဲဒါဆိုရင်ကျွန်တော်တို့ကဒီပုံမှန်နဲ့ဖုံးမယ်ဆိုလို့ရှိရင်မျက်နှာဟိုဘက်တည်းရွေ့သွားတာနဲ့မျက်နှာပေါ်သွားနေတယ်အဲ့ဒါကိုဘလို့ဖုံးမလဲအဲ့တော့ကျွန်တော်ပြပေးမယ်နော်အဲ့တော့ကျွန်တော်ကဖုံးကျင်တဲ့အရာတခုကိုဒီထဲမှာအဲဘယ်ဖြစ်ဖြစ်ကိုဒေါင်းလုံးတစ်ခုပဲဖြစ်ဖြစ်ရှာလို့ရတယ်အဲ့ကျွန်တော်တီလေးကိုနေလိုက်မယ် အဲ့တော့ဒီမှာကျွန်တော်စတစ်ကာတွေပါထားခြင်းစတစ်ကာတွေဒီမှာရှိရနော်အများကြီးပဲကျွန်တော်စတစ်ကာလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်အဲဒီတည်းကမှကိုထားခြင်းတဲ့စတစ်ကာရှိလားပေါ့အဲရှိလို့ရှိရင်လည်းဒီစတစ်ကာကိုသုံးလို့ရဒီမှာလည်းစတစ်ကာလေးကအများကြီးပဲနော်ဒီမှာအများကြီးပဲအဲဒီထားဒီထဲမှာကိုထားခြင်းတဲ့စတစ်ကာတွေပါရှိလားအဲရှိရင်လည်းဒီစတစ်ကာတွေပါထားလို့ရတယ်နော်โอเคမှန်တော့အများကြီးပဲ โอเคအဲ့ဆိုရင်ကျွန်တော်ကျွန်တော်လောဆက်ဒီဒီစတစ်ကာတစ်ခုကျွန်တော်ထားကြည့်လိုက်မယ်โอเคထားပြီးတော့ကျွန်တော်ဒီဒီနားလေးကိုအကြီးသေးဒီမှာအကြီးသေးရတော့ဒီမှာဒါလေးအကျုပ်ချက်နဲ့ကိုကြက်သက်ကိုလုတ်လို့ရအောင်နော်ကြည့်ရသေးတယ်โอเคအဲ့ဆိုကျွန်တော်โอเคနည်းနည်းကြည့်လိုက်မယ်အဲကျွန်တော်ဒီအမျိုးလေးထားလိုက်မယ်ထားပြီးတော့အမှန်ချစ်လေးပြလိုက်မယ်ပြီးဆိုလို့ရှိရင်တော့ဒီဗီဒီယိုကအဆုံးထိထားမှလားအဆုံးထိထားရင်အဆုံးထိဆွဲလိုက်မယ်နော်အဆုံးထိဆွဲလိုက်မယ် โอเคပြီးလို့ရှိရင်တော့ကျွန်တော်ဒီဘက်ဗီဒီယိုဆွဲလိုက်မယ်ဒီဘက်လေးမှာကျွန်တော်တို့ဒီမှာအာ tracking ဆိုတာရှိရနော်ဒီမှာအဲဒီမှာ tracking ဆိုတာရှိတယ်ဒါလေးကိုနှိပ်လိုက်မယ်โอเคနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအခုကတော့ကျွန်တော်တယောက်တည်းဆိုတော့ကျွန်တော်ဒီအရောပဲတုံးလိုက်တော့မယ်နော်တကယ်လို့နှစ်ယောက် subject မလို့မျိုးတိုင်းရှောက်ရှောက်ရွေ့တယ်ဆိုလို့ဒီအရောတုံးလို့ရတယ်အဲ့တော့ကျွန်တော် lossless ဒီအရောဒီအရောနဲ့တစ်ချက်စမ်းကြည့်မယ်နော်โอเคဒီအရောလေးကိုကျွန်တော်နှိပ်လိုက်မယ်နေပြီးတော့ကျွန်တော်မှာ start tracking ဆိုပြီးတော့နေလိုက်မယ်ဟိုကျွန်တော် internet လေးဖွင့်ပေးလိုက်မယ်နော် internet ဖွင့်ပြီးတော့သူ processioning လုပ်ပေးလိုက်မယ်အရန်မြန်တယ်အရန်မြန်ပါတယ်ဗျခဏလေးပါပဲ okay ဒါဆိုလို့ရှိရင်ဒါပြီးတော့ပါပြီမင်းပြီးတော့ပြီနော်ပြီးတော့ဆိုလို့ရှိရင်ဒီချက်ချက်နဲ့ထွက်လိုက်မယ်ဒါမို့လို့ဒီမှာစမ်းဖွင့်လို့ရအဲမနော်အဲဒါကျွန်တော်ဥဒါကျွန်တော်ဥဥမှပြပေးတာပေါ့နော်အဲအဲ့ဒီညမှာဟိုမျက်နှာတစ်ခုလုံးကွယ်ခြင်း jet stick ကတုံးလို့ရတာနော်โอเคအဲပြီးဆိုလို့ရှိရင်တော့ဒီမှာတစ်ချက်စမ်းကြည့်မယ် โอเคဒီမှာနော်โอเคဒါဆိုလို့ရှိရင်ကျွန်တော် tracking လုပ်တာပြီးသွားပြီဒါကိုကျွန်တော် face tracking လုပ်တယ်ပေါ့နော်ကျွန်တော်တို့မျက်နှာကိုတစ်ခုခုထိုးပြခြင်းလဲအဲ့တိုင်းပဲအဲနောက်တစ်ခုအခုနဟာဘေးရဟာတစ်ခုကိုကျွန်တော်ထပ်ပြီးတော့ဆံပြမယ်နော်ဆံပြမယ်ဆိုတော့ကျွန်တော်လောလောဆယ်ရတော့အာ โอเคဆက်မှာကျွန်တော်လောဆက်ဗီဒီယိုတစ်ပုဒ်ထိုက်လိုက်မယ်နော်ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ထိုက်လိုက်မယ်ကျွန်တော်ဒီဗီဒီယိုလေးဆက်ပြလိုက်မယ်ဗျာဒီဗီဒီယိုကျွန်တော်ဒီဗီဒီယိုကျွန်တော်ယူလိုက်မယ်โอเคကျွန်တော်သူ့သူ့သူ့မျက်နှာပေါ်မှာတစ်ခုဖုံးကျင်းတယ်သုံးဖို့သူ့မျက်နှာကို tracking လုတ်ချင်တယ်ပေါ့အဲလုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခုနလိုပဲတီလေးကိုနှိပ်မယ် sticker ကိုနှိပ်မယ်ကမကို tracking လုတ်ချင်တဲ့အဲ sticker ပေါ့နော်အများကြီးတော့ရှိတယ်ကျင့်နှစ်တရာသုံးလို့ရတယ်ကိစ္စမရှိဘူးအများကြီးပဲနော်အများကြီးပဲရှိတယ်ကျင့်နှစ်တရာသုံးအများကြီးပဲနော်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်က okay အဲ့ဆိုရင်ကျွန်တော်အဲကျွန်တော်ဒီရက်တတရားလေးသုံးလိုက်မယ်ဗျာ okay သူမြင်တော့ဒီလိုအုပ်လိုက်မယ်ပြီးဆိုတော့လည်းကျွန်တော်လေးအဆုံးထိဆွလိုက်မယ်နော်အဆုံးထိပါချင်ဆုံးထိဆွမယ်ပြီးရင်ဒီဗီဒီယိုသွားလိုက်မယ်ဒီမှာ tracking ရှိတယ် tracking ခုနကဒီဘေးကအခုဒီညဘက်ခါလို့ကျွန်တော်ရွေးကြည့်လိုက်မယ်ရွေးပြီးရောကျွန်တော် star tracking နေလိုက်မယ် internet လေးခဏဖွင့်မယ်အဲဒါဆိုရင်တော့သူ processing နဲ့လုပ်ပေးလိမ့်မယ်အရင်မြန်ပါတယ်ဗျအော်ပြီးတော့ပါပြီ okay ဒါဆိုပြန်စမ်းကြည့်မယ်အဲ အမှန်တော့ဒါဆိုရင်သူ tracking လုပ်ပေးနေပါတယ်ဒီဟာတော့အဲကျွန်တော်ကျွန်တော်မိတ်ဆွေများအချက်နှစ်တယောက်ဆန်းပေါ့နော် okay ဒါတော့ပရမတ် tracking ဟာပါဒီပရမတ် tracking ဟာကျွန်တော်တွေလှလှရှားမှုတွေမြန်နေပဲသူက light လှရှားပေးတယ်တကယ်မိုက်တယ်နော် okay ဒါတစ်ခုရဲ့ဒီပြီးဟာခုနပေးရတဲ့ကြတော့ okay โอเคဒါလည်း तू လည်း तू လည်းမစိုးဘူးเนาะ तू လည်း tracking တော်လေးလုပ်ပေးတယ်။ကဲဒါတော့ဆိုကျွန်တော်မိတ်ဆောင်လုံးမယ်ကျွန်တော် fit tracking လုပ်နေလို့အားလုံးသိသွားပြီထင်ပါတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်အခုလိုမျိုးပဲပေါ့เนาะကျွန်တော်တို့ပြပြခြင်းနဲ့ subject တွေဖုံးခြင်းနဲ့ subject တွေကိုအခုလိုမျိုး tracking လုပ်ထားလို့ရပါတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။